ကဲတမချန်းစာချမ်းမဆိုရင်လိုဘဆန်ကျဲတဲ့အရာတွေကတော့အများကြီးပဲเนาะဒါပေမဲ့ကဘာကြီးရဲ့အဆုံးသတ်နဲ့တိုက်ရိုက်ကိုဆက်ဆက်နေတဲ့အရာနှစ်ခုရှိတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့ရွှေဖလားတွေနဲ့ရွှေလင်ပန်းတွေပါပဲ။ဆိုတော့ဒီနေ့ခွဲချမ်းစီဖျက်ချမ်းမဒီတမမဟုတ်တဲ့အရာတွေကနောက်ဆုံးတော့ကဘာကိုဘလို့များစတင်စေတာလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်။ဒီနေရာမှာကျွန်တော်တို့အဓိကထားမဲ့မေးခွန်းကတော့ဒါပါပဲ။ ရိုးရိုးရှင်းရှင်းစူတောင်းတာလေးတွေလာနေကဘာတစ်ခုလုံးကိုတုံးလို့ဆင်းမြက်တရားစီရင်ခြင်းမူကြီးတစ်ခုကိုဘလို့ဖြစ်ပေါ်စေနေမှာလဲတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်လို့နည်းနည်းမှုတွေနဲ့လည်းပြည့်နေတဲ့အကြောင်းအရာတစ်ခုပါပဲရေရှုပ်ထွေးတဲ့ခေါင်းစဉ်ကို ရှင်းရှင်းလင်းလင်းနားလည်သွားအောင်အပိုင်း၅ပိုင်းခွဲပြီးကြည့်သွားကြမယ်ပထမဆုံးရွှေခွက်တရဲ့လှုပ်ဝှက်ချက်ပြီးရင်စူတောင်းရံကတရားစီရင်မှုကိုဘလို့စတင်တယ်လဲ အဲ့နောက်ကောင်းကင်ကန်းတွေမြေကြီးပေါ်ကြားရောက်လာတဲ့ကတ်ဘေးတွေဖန်ဆင်းခြင်းတစ်ခုလုံးဝတ်တော့အဖြစ်ဖြစ်ခြင်းနောက်ဆုံးအနေနဲ့စူတောင်းတန်တွေကနေကောင်းကင်တက်ကိုဘလို့တိဆောက်သွားတယ်လဲဆိုတာတွေကိုတစ်ခုပြီးတစ်ခုလေ့လာသွားကြပါမယ်။ကဲပထမဆုံးအနေနဲ့ဒီဖီစင်ကြီးတစ်ခုလုံးရဲ့အဓိကကြတဲ့သင်္ကေတတွေ APC တွေရဲ့အသေးပဲနဲ့စလိုက်ကြရအောင်။ဒီမှာတောင်းချက်ကြတဲ့ yes blend လက်ခုရှိပါနဲ့။ပထမတစ်ခုကအပြင်ဘက်မှာရှိတဲ့မီရွှေရ yes blend ။ သူ့ပေါ်ကမိကခရစ်တော်ရဲ့အဖြစ်ဖြေခြင်းကိုကိုးစားပြုတယ်။နောက်တစ်ခုကတော့ပလင်နော်ရှစ်မှာရှိတဲ့ရွှေရက်စပလင်ပေါ့။အဲ့ဒီမှာကဆူတောင်းတန်တွေကိုနန်တော်ပေါင်းလိုမျိုးပူဇော်တဲ့နေရာ။ဒီနှစ်ခုကလှူဆောင်ချက်ချင်းတော့မတူဘူး။ဒါပေမဲ့သူတို့နှစ်ခုရဲ့ဆက်ဆက်မှုကပဲနောက်ဆုံးတရားစီမှုမှာအဓိကကျတဲ့အခန်းကဏ္ဍကောင်းနေပါဝင်လာတော့မှာပါ။ဒီနေရာမှာအရင်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကိုတွေ့ရပါမယ်။ ဓမ္မဟောင်းကျမ်းမှာအပိဖြေဖို့အတွက်ရပ်ပလင်ဘောကမီးနဲ့နန္တာပေါင်းကိုသုံးတယ်လို့ပဲ။ဗျာဒိတ်ကျမ်းမှာလည်းအပိဖြေခြင်းရဲ့မီးကိုသူတော်စင်တွေရဲ့ဆုတောင်းတန်ဆိုတဲ့နန္တာနဲ့ပေါင်းဆက်ပြီးတရားစီရင်မှုကိုစတင်စေတာပါ။ဆိုလိုတာကရှင်အောင်ထုံးနှန်းစင်လာနဲ့နောက်ဆုံး profit ပုချက်ကြားကတရိပ်ဆက်ဆက်မှုကဒီအကြောင်းရတဲ့အဓိကတော့ချက်ပါပဲ။အဲ့ဒီတော့ရွှေဖလားတွေရဲ့အဓိကတာဝန်ကရှင်းပါတယ်။ ဒါတွေကတမန်ဆူတောင်းတန်တွေမဟုတ်ပါဘူးအထူးသဖြင့်အသက်စတေးခိုက်တဲ့အာဇာနည်တပ်တွေရဲ့တရားမျှတမှုအတွက်အော်ဟစ်တောင်းဆိုတန်တွေကိုစူးစီးထားတဲ့အင်မတန်အစွမ်းထက်တဲ့ဖလားတွေဖြစ်ပါတယ်ရွှေလင်မန်းမှာတော့ကေတင်ချင်းရဲ့မတ္တတခိတဲ့ယက်စပလင်ဘော်ကမီရိုသက်ဆောင်ထားတာပါပြောရရင်တရားမျှတမှုအတွက်တောင်းဆိုတန်တွေဟာခရစ်တော်ရဲ့ကေတင်ချင်းဆိုတဲ့ဝိရဏနဲ့မပေါင်းဆက်ဘဲနဲ့ဖျားသခင်ရဲ့ပလင်တော်ရှစ်ကိုလက်ခံနိုင်ဖွယ်ရာအဖြစ်နဲ့ရောရှိနိုင်မှာမဟုတ်ဘူးဆိုတဲ့သဘောပါပဲကဲ နောက်တစ်ပိုင်းကိုဆက်ကြည့်ရအောင်ဒီရနှစ်ခုပေါင်းဆက်လိုက်တဲ့အခါကမ္ဘာအတိုင်းကိုအဆုံးသတ်စီမဲ့ဖြစ်ရတဲ့ကိုဘလို့များစတင်ဖြစ်ပေါ်စေတယ်လဲဆိုတာကိုပေါ့ဒီအဆင့်၄ဆင့်ကတရားစီရင်မှုကိုစတင်စေတဲ့လုပ်ငန်းဆက်မှာပဲနံပါတ်1တရားမျှတမှုအချက်စုတောင်းတန်တွေကို ရွှေဖလားတွေထဲမှာ စုတယ်နံပါတ်2ယက်စပလင်ဘော်ကအပြစ်ဖြေခြင်းရဲ့မိကိုရွှေလင်ပန်းနဲ့ယူလာတယ်နံပါတ်3အဲ့ဒီနှစ်ခုကိုပေါင်းပြီး တ်လင်တော်ရှိမှပူဇော်လိုက်တယ်။အဲ့ဒီအချိန်မှာပဲနောက်ဆုံးတရားစီရင်မှုစတင်မှာတော့တယ်။ဆူတောင်းခြင်းနဲ့အဖြစ်ဖြစ်ခြင်းပေါင်းဆက်လိုက်တာကကောင်းကင်ဘုံရဲ့တွန့်ပြန်မှုကိုလှုံ့နှိုးလိုက်တာပါပဲ။ဟုတ်ပြီ။ဒီဆူတောင်းတဲ့နေ့ဘာကြောင့်ဒီလောက်တောင်တန်ခူးကြီးရတယ်လဲဆိုရင်ဆူတောင်းတဲ့သူတွေကြောင့်ပါပဲ။သူတို့ကတာမန်လူတွေမဟုတ်ဘူး။ အဖြစ်လွတ်ချွန်းခံရပြီးဖျားသခင်ရဲ့ပြင်းရက်တော်အတွက်အသက်ကိုယ်တောင်ပဒါနမထားဘဲကာကွယ်ခဲ့တဲ့အာဇာနည်တွေပါ။ဒါကြောင့်သူတို့ရဲ့တရားမြတ်တာမှုအတွက်ကြောင်းဆိုတဲ့ဟာကောင်းကင်ဘုံကိုတုံ့လုံဆဲလောက်အောင်အစွမ်းထက်ပြီးတန်ဖိုးကြီးမားနေလာဖြစ်ပါတယ်။ဒါတကယ်ကိုအရေးကြီးဆုံးအချက်ပါပဲ။တရားစီစဉ်မှုဆိုတာကယ်တင်ခြင်းဆိုတဲ့ရှုထောင့်ခံနေမှသာစပေါ်နိုင်တာပါ။ကရုဏာတရားမရှိဘဲတရားစီစဉ်မှုတက်တဲ့ဆိုရင်အတိတ်ပဲရှိမှာမဟုတ်ပါဘူး။ကောင်းပြီ။ ခုဆိုရင်ကံကင်းမုံကထုံတန်းစင်လာတွေကမြေကြီးပေါ်မှာဖလိုမျိုးကြောင်းမက်ဖွဲအကျိုးဆက်တွေကိုဖြစ်ပေါ်စေတယ်လဲဆိုတာကိုလည်လာကြည့်ကြပါမယ်။ထီချင်းစရာကတရားစီရင်မှုဘလို့တဆင့်ပြီးတဆင့်ဖြစ်ပေါ်လာတယ်လဲဆိုတာကိုရှင်းရှင်းလင်းလင်းပြထားတာပါ။အရာအလုံးကခုနှစ်ခုမြောက်တန်ဆေကိုဖွင့်လိုက်တဲ့အချိန်မှာစတင်တာပါ။အဲ့ဒီနောက်တံပိုးခုနှစ်ခုကိုမုတ်ပြီးနောက်ဆုံးမှာတော့အပြင်းထန်ဆုံးဖြစ်တဲ့ကက်ဘေးခုနှစ်ပါးကြားရောက်လာပါတယ်။ဒါတွေအလုံးဟာသူတော်စင်းကြီးရဲ့စူတောက်တန်ဒီကနေစတင်လာတယ်။ သတ်မှတ်ထားတဲ့အစီအစဉ်အတိုင်းဖြစ်ပျက်သွားတဲ့ကြောင်းမတ်ဖွဲ့ရာချစ်စင်ကြီးတစ်ခုပါပဲ။ဒါကတော့တကယ်အလက်တပြောင်ကြီးတစ်ခုပါပဲ။စူတောင်းချင်းရဲ့တင်ကြရဖြစ်ခဲ့တဲ့လင်ပန်းဟာအခုတော့တရားစီရင်ခြင်းရဲ့လက်နက်အဖြစ် ပြောင်းလဲသွားပြီးကောင်းကင်ကနေမြေကြီးပေါ်ကိုတိုက်လိုက်တက်ရောက်မှုစတင်မှာတော့တဲ့။ဒီနေရာမှာတရားစီရင်မှုရဲ့ရည်ရွယ်ချက်ကဖြက်စည်းဖို့တသက်မဟုတ်ဘဲစကြဝဠာတစ်ခုလုံးကိုတန်ဆင်ဖို့ဖြစ်တယ်ဆိုတာကိုရှင်းပြသွားမှာပါ။ဒီဇယားကိုကြည့်လိုက်ရင်စကြဝဠာတစ်ခုလုံးကို တန့်စင်တဲ့အစင်အစင်ကိုတွေ့ရပါမယ်။ပထမအစင်ကကောင်းကင်ပေါ်မှာဖြစ်ပြီးခရစ်တော်ရဲ့အသွေးတော်နဲ့ကောင်းကင်တမန်တွေရဲ့လွတ်လပ်စွာရွေးချယ်ခွင့်ကိုစုံလင်စေကအပြည့်ရဖြစ်နိုင်ခြေကိုဖေရှားပစ်တာပါ။ဒုတိယအစင်ကတော့မြေကြီးနဲ့မေယနာနိုင်ငံမှာဖြစ်ပြီးအပြစ်တရားကိုတရားစီရင်ပြီးဖေရှားတန့်စင်တာဖြစ်ပါတယ်။ဒါကြောင့်ဒီတန့်စင်ခြင်းကကောင်းကင်ကနေစပြီးမြေကြီးမှာအဆုံးတတ်တယ်လို့ပြောလို့ရပါတယ်။ဒီပထမဦးဆုံးသောရှင်ပြန်ထမြောက်ခြင်းဆိုတာက နောက်ဆုံးတန်းစီမှုမစတင်ခင်ဖြစ်ကိုဖြစ်ရမယ်အတိကတော့ချစ်တကူပါပဲဘာလို့လဲဆိုတော့ဒါကဖရာသခင်ရဲ့ပညာတွေဟာအတတ်နဲ့လည်းပြီးစောင့်ထင်ထိုက်ကြောင်းတတ်တည်ပြလိုက်တာဖြစ်လို့ပါပဲတပီးခွန်နဲ့ပါကြားရောက်နေတဲ့အချိန်မှာမိမတော်ကိုဘာလို့ပိန်ထားရတယ်လဲဆိုတော့ဒီတန်းစင်ထင်းဟာအလုံးမင်းမြက်ပြီးဘသူမှဝင်ရောက်ဆွတ်ဖက်လို့မရရဲ့လုပ်ငန်းစဉ်ချက်ကြောင်းပြတာပါပဲကဲနောက်ဆုံးအပိုင်းကိုရောက်လာပါပြီ ဆူတောင်းတန်တစ်ခုနဲ့စာကြဝဠာအသက်တစ်ခုမွေးဖွားလာတဲ့အထိခုစဉ်တစ်ခုလုံးကိုအကျဉ်းချုပ်အနေနဲ့ပြန်ပြီးသုံးသပ်ကြည့်ကြပါမယ်။ဒီနေ့ရှင်ချက်ကအရာအလုံးရဲ့အနစ်ချုပ်ပါပဲ။သူတော်စင်တွေရဲ့နှိမ့်ချတဲ့ဆူတောင်းတန်တွေပြည်နေရဲ့ရွှေဖလားတွေဟာအဆုံးမလို့တရားစီရင်ခြင်းရဲ့အမျက်တော်ဖလားတွေဖြစ်ဘုရားသခင်ရဲ့တန်မှုကြီးရဲ့လှူဆောင်မှုဖြစ်ဘလို့ပြောင်းလဲသွားတယ်လဲချူတာကိုရှင်းရှင်းလင်းလင်းပြသနေပါပဲ။ဒီစကားကအကြောင်းအရာတစ်ခုလုံးရဲ့အနစ်ဖာရကိုဖော်ပြနေတာပါပဲ။ ူတော်စင်တဲ့ဆူတောင်းတန်တွေကိုကြာနာပြီးတုံ့ပြန်တဲ့အနေနဲ့ဘုရားပခင်ရဲ့တရားစီခြင်းမှုစတင်လာတာဖြစ်ပါတယ်။ဒီနောက်ဆုံးအစ်စ်နေရအရာခတ်သိန်းကိုအတစ်တဖန်ကင်လက်တီဆောက်တဲ့လုပ်ငန်းစဉ်မှာပဲ။ကောင်းကင်ဘုံကိုယဉ်ထမ်းစင်းနေပြီးတော့ခရစ်တော်ကမြေကြီးကိုဆင်းသက်ပြီးမရဏနိုင်ငံကိုတန်းစင်းနေအဲ့ဒီနောက်အဖြစ်တရားကိုတရားစီရင်ပြီးအရာဟောင်းတွေကွဲပြောက်သွားကနောက်ဆုံးမှာကောင်းကင်တဲ့နဲ့မြေကြီးတဲ့ကိုတီထောင်ပါတယ်။ဒါကြောင့်ဖြစ်စည်းခြင်းဟာအဆုံးသတ်မဟုတ်ပဲ ပိုကောင်းတဲ့အစာအသစ်တစ်ခုအတွက်လမ်းခင်းပေးခြင်းသာဖြစ်ပါတယ်။ဒီရှင်းလင်းတင်ပြချက်ကနေအဓိကမှတ်သားထားတဲ့အချက်၃ချက်ကိုပြန်ကောင်းလို့ရမယ်ဆိုရင်တော့၁စုကောင်းခြင်းမှာတန်ကိုရှိတယ်။၂တရားစီရင်မှုရဲ့အဓိကရည်ရချက်က ဖြစ်စည်းဖို့မဟုတ်ပဲတန်ဆင်ဖို့ဖြစ်တယ်။၃ဓမ္မဟောင်းနဲ့ဓမ္မတိချင်းတဲ့ကြကနှဆိုင်နဲ့ဆက်ဆက်မှုကိုနားလဲဖို့လိုအပ်တယ်ဆိုတာပါပဲဒီခန္ဓာရဲ့စัจ java လာဖြစ်စဉ်ကြီးတစ်ခုလုံးကိုကြည့်ပြီးတဲ့နောက် ကိုပိုင်စူတောင်းတလေးတစ်ခုရဲ့အရေးပါမှုနဲ့အတိအပယ်ကိုပြန်လည်စဉ်းစားရင်းဒီတင်ပြချက်ကိုအဆုံးသတ်လိုက်ပါရစေ။